ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ရဲ့ Joshua Van က UFC ရဲ့ Champion ဖြစ်ပြီ UFC တမိုင်းမှာ Asia ကနေပေါ့လေအမျိုးသားကနေ Champion ဖြစ်တာတယောက်မှမရှိဘူးဆိုတော့အခုကျွန်တော်တို့ရဲ့ Joshua Van လေးက Flyweight တန်းမှာ UFC ရဲ့ Rank Number 1ကနေဒါ Champion ဖြစ်တဲ့ Alexander Petrosha ကို ဒါဘယ်လိုပြောမလဲ incident ဖြစ်ပြီးနိုင်ခဲ့တာမှန်ပင်ပဲအခု champion ဖြစ်ပြီးဆိုတော့ flyweight တန်းမှာ16ပွဲနိုင်2ပွဲရှုံးနေအခု right number 1ကနေ champion ဖြစ်သွားပြီးတော့ UFC တမိုင်းရဲ့ကျွန်တော်တို့မြမကုံဆောင်အာရှကုံဆောင် champion ဖြစ်လာပြီး ဂျောရှွာဘန်ကအိုက်ပွဲအတွက်ထိုးကြီးကအနည်းဆုံး9သိန်းကနေအမေရိကန်ဒေါ်လာတသန်းထိရမယ်ပြီးတော့ဒါစပြီးတော့ထိုးကြီး salary တသက်ရှိမယ်ဆိုတော့အနည်းဆုံးတော့အမေရိကန်ဒေါ်လာ2သန်းထိထိုးကြီးငွေရမယ်စုချင်းငွေရမယ်ဒါအပြင်နောက်ထပ် UFC ပွဲတွေစပြီးထိုးတဲ့ခါကြရင်ဒါအခု323ပေါ့ဗျာကျွန်တော်သူ champion ဆုကိုကာကွယ်မယ်ဆိုရင်အနည်းဆုံး3 323ကနေ3 327လို့82 maybe 330လောက်ခုနှစ်ပွဲလောက်မှသူထိုးကောင်းထိုးနိုင်တယ်။ဒါပေမဲ့ Joshua Van ကတကယ်ကြမ်းတာက316နဲ့317မှာဇက်တိုက်ထိုးသွားတာတလားတွေမှာနှစ်ပွဲ။အဲ့မှာသူ rank ကဇက်တိုက်တက်သွားတာ။ဆိုတော့အခု flyweight တန်းမှာသူက rank number 1နောက် champion ကနေရှုံးပြီးတော့အခု injury ဖြစ်ပြီးတော့ dislocate ဖြစ်ပြီးရှုံးသွားတဲ့ Alexander Patosha တကယ် great champion 35နှစ်ရှိပြီသူကတော့ right number ဒီ challenger number 1ဖြစ်ပြီးတော့ Brandon Moreno ဆိုတာရှိတယ်။ကျွန်တော်ကကျွန်တော်ဘယ်လိုပြောလဲ Mexico Fighter ဒါသူတို့မင်းညာကသူရှုံးသွားတယ်။ဒါပေမဲ့ तू က right number 2မှာရှိပြီးပြီးတော့ Brandon Rover က number 3မှာဆက်ရှိတယ်။ပြီးတော့ Armor ဆိုတဲ့တယောက်ကဒါဘယ်လိုပြောမလဲဆိုတော့ဒီတယောက်က Egypt ကတယောက်ဒါ Iraq ကတယောက် तू က rank number 4နဲ့ now အခု Tyrari uh Tyra ဆိုတဲ့တယောက် Japanese fighter ပဲသူကတော့အခုဒါဘယ်လိုပြောမလဲ Brandon Moreno ကိုနိုင်ထားတာဆိုတော့ Joshua Van ရဲ့နောက်ထပ် challenge လုပ်မဲ့သူကဘာသူဖြစ်မလဲပထိုးရှာက injury ဖြစ်တယ်ဆိုတော့တေးကြတယ်သူအကြာကြီးနားရမှာနားမှာ ဖြစ်တဲ့အတွက်ကြောင့်ဒါအောက်ကတယောက်ယောက်နဲ့ထိုးရမယ်ဆိုရင်တော့ဒါကျွန်တော်အချိန်တော့ Japanese fighter လည်းဖြစ်နိုင်ဆို maybe Brandon Moreno မဖြစ်နိုင်ဘာလို့သူရှုံးသွားတာဟုတ်သူရှုံးသွားတာရှုံးသွားရဆိုတော့ ဒါဖြစ်နိုင်ကြည်ဘယ်သူရှိမလဲဆိုတော့အခုလောလောဆယ်မှာဒါကျွန်တော်တို့ fly weight တန်းကနေဒါ fit ဒါအပေါ်က bandwidth တန်းကိုတက်ဖို့တော့သူမသေးကြဘူးဒါ bandwidth တန်းကိုသူတက်ဖို့တော့သေးကြမှာမဟုတ်ဘူးအခုဒါဘယ်လိုပြောမလဲ merit လဲသူရှုံးသွားတယ်အပေါ်က georgia fighter merit ကရှုံးပြီးတော့အာ pit အာဒါ pitian ကနိုင်သွားတယ်ဆိုတော့အဲ့ဒါကအပေါ်တန်းပေါ့လေ ဒါပြီးတော့မှကျွန်တော်တို့ featherweight တန်းရှိတယ်ပြီးရင် lightweight တန်းရှိတယ်ကျွန်တော်လူစိတ်ဝင်စားတဲ့ lightweight တန်းတို့ welterweight တန်းတို့ပြီးတော့မှ middleweight တန်းတို့ heavy ပြီးရင် light heavyweight တန်းနဲ့ heavyweight တန်းဒါပေမဲ့ပြောချင်တာကအခုလက်ရှိမှာဒီ Joshua Van ဟာ pound to pound pound for pound number 1 ranking မှာအဆင့်ဘယ်လောက်ရှိလဲ pound for pound ranking မှာအဆင့်ဘယ်လောက်ထိတက်လာဆိုတော့လက်ရှိအနေထားအရ waterweight တန်းရဲ့ champion island ဒါမာချရက်ကသူကအခုလက်ရှိမှာ powerful ပေါင်ရဲ့ number 1ဖြစ်နေတယ်ပြီးတော့မှ era toporia က number 2ပြီးတော့မှ maric ကအခုရှုံးသွားတယ်ဒါပေမဲ့သူက number 3ဖြစ်ရှိပြီးတော့မှဒါဒါ chima ကဒီလက်ရှိ middleweight တန်းမှာသူက number 4ပြီးတော့မှ alasana patusha က number 5မှာရှိတယ်ဆိုတော့ powerful ပေါင်ရဲ့ number 5မှာ rank ရှိတဲ့သူကိုဒါကျွန်တော်ရဲ့ Joshua Van ကနိုင်လိုက်တဲ့အတွက်ကြောင့်အ ਨੇ ဆုံးတော့သူ top 10တော့ဝင်လာပြီ။ တင်ကြပေါ့ဒီကြားထဲမှာ great champion တွေဗျာဒီ Tom Aspinall တို့ now တစ်ဖက်က Max Holloway တို့ now Alex Pereira တို့အများကြီးပဲပါတယ် powerful pound ရဲ့ဒါ rank မှာတင်ကြတယ်ကျွန်တော်တို့ရဲ့ Joshua Van Ha rank တင်ကြပေါ့တက်ပြီနံပါတ်10တွင်တော့အသာလေးဝင်ပါပြီ ဒါဘာလို့ဆိုသူနိုင်လိုက်တဲ့အာလဆန်ဒါဖက်ထူရှာကနံပါတ်5ရှိတယ်ဒါပေမဲ့ထားပါလို့ဗျာ तू ကချန်ပီယံကပတ်ကိုအကြိမ်ကြိမ်ကာကွယ်ထားတဲ့အတွက်ကြောင့်လေဒီ rank ကို तू ရထားတာတပွဲတိုင်းနိုင်လို့လေဒီလို powerful power rank ကရတာတော့မဟုတ်ဘူးဒါပေမဲ့လေ Joshua Van ဟာပြီးခဲ့တဲ့နှစ်ထဲကနေတရိပ်ရိပ်နဲ့တက်လာခဲ့တာเนาะအသက်24နှစ်ပဲရှိတယ် UFC သမိုင်းရဲ့အသက်ဒုတိယအငယ်ဆုံးချန်ပီယံဖြစ်ထားတယ်အရက်က9ပေ9ပဲရှိတယ်လုံးလုံးရိုးရိုးစင်ပွဲပဲ တယောက်ယောက်ကမေးရင်မင်းတို့နိုင်ငံမှာ UFC champion ရှိလားမင်းတို့နိုင်ငံမှာ UFC ဖွဲ့စည်းကိုဝင်ရောက်ရှင်ပြိုင်ထားတဲ့သူရှိလားမင်းတို့နိုင်ငံမှာ UFC champion supply ကို challenge လုပ်နိုင်တဲ့သူရှိလားငါတို့နိုင်ငံမှာရှိတယ် Joshua Van အသက်24နှစ်တာချင်းတိုင်းရင်သားလေး Joshua Van American dollar တန်းချီရတယ်ပတ်စံထားပါတော့ဒါပတ်စံအချိန်မျိုးရမှာ UFC fighter တယောက်ဖြစ်တဲ့အတွက်ဒါပေမဲ့ တကယ်ကိုအမခန်းဆွမ်းဆောင်ရပါ UFC မှာ6ပွဲဆက်တိုက်နိုင်ထားပြီးတော့ဒါအခုဆိုရင်316နဲ့317ကိုတလားတဲ့အတွင်းထိုးခဲ့တာတလားအတွင်းထိုးခဲ့ပြီးတော့အခု323မှာဒါ champion alexander patusha injury ဖြစ်သွားတယ်ဒါတော်ကန်ဆိုးလို့ great champion တယောက်အနေနဲ့တကယ်ကို respect ပေးရမယ်ဒါပေမဲ့သူ့ဖုံသူ့ခံနဲ့လာတဲ့ joshua van ha powerful ပေါင်ရဲ့ number 10တဲ့တော့အตาလေးတော့ရောက်လာတော့ ဘာဖြစ်ဖြစ်ဂျော့ရှွာဗန်တက်တော့ဂုံယူပါတယ်ဆိုတော့ကျွန်တော်တို့ဂျော့ရှွာဗန်ရဲ့နောက်ထပ်အဖိုးနဲ့ဘယ်သူဘယ်သူဖြစ်မလဲကျွန်တော်တို့စက်ပြီးစောင့်ကြည့်ရမှာပါအားလုံးကျေးဇူးတင်ပါတယ်ဆိုတော့2019ခုနှစ်ကအောင်လာနဲ့ကျွန်တော်တို့ပျော်ရွှင်ခဲ့ရတယ်အဲတုန်းကအောင်လာကဒါ middleweight champion ဖြစ်ပြီးတော့ light heavyweight champion ကိုဂျပန်နိုင်ငံ Tokyo မြို့မှာဒါဒါဗရန်ဒန်ဗေရာဆိုတဲ့ဖိလစ်ပိန်းအမေရိကန်နိုင်ငံသားနဲ့ချန်ပီယံကောက်ွယ်ဝဲထိုးတယ်အဲ့ဒါကအောင်လာရဲ့ဖိပဲအဲ့မှာကျွန်တော်ပေးတဲ့တည် လုံးဝကိုတနိုင်ကလုံးတောင်းတောင်းပြပြအားပေးခဲ့ကြရတဲ့အောင်လာရဲ့အောင်ပွဲဒါ2019ကနေအခု2025 6နှစ်အကြာမှာဒါယောရှုအဖန်ကဘေးသက်တီကိုဒါအခုလိုမျိုးအောင်မြင်မှုမျိုးကိုတကြောပြန်ပေးလာတယ်ပို့ပြီးတော့အချိုးပေါ်တပတ်တကာလောင်းတာက UFC လို့ခေါ်တဲ့အဖွဲ့အစည်းကြီးရဲ့ချန်ပီယံဖြစ်ပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်